ညီလေးအဖွားပြောတာတွေကိုတေချာနားထောင်တော့အရင်အရေးကြီးတယ်ညီလေးကိုမွေးကြရညီလေးရဲ့ကြယ်လက္ခဏာကိုအဖွားကြည့်တာပြီးသားညီလေးကအမျိုးပါတာသာသနာနဲ့ခုနှစ်အသားသမီးကိုအကျိုးပြုမဲ့ကလေးပါညီလေးအမေအမိုက်မ ချစ်စုလို့မဖြစ်အောင်ညီလေးလိုက်နာရမယ်အချက်သုံးချက်ရှိပထမဆုံးတစ်ချက်ကအရက်သေးစာမတောက်စားให้ဟောင်းဒုတိယတစ်ချက်ကမိမာရင်းနဲ့ကဲအောင်နေရမယ်နောက်ဆုံးအရေးအကြီးဆုံးအချက်ကဒေါသမထွက်ရအောင် ။မြည်လေးဒေါသထွက်လို့မရဘူး။မြည်လေးဒေါသထွက်တာနဲ့မိအမေရဲ့ဆုံးတဲ့တရား။မြည်လေးရဲ့ခန္ဓာကိုယ်ထဲကိုရောက်လာလိမ့်မယ်။အဖပြောရရင်တေချာမတ်တာနော်။ဖော်ဂျွန်တီဗီမှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကိုဖော်ဂျွန်တီဗီ application နဲ့လည်း Dial Live ကြည့်ရှုနိုင်ပါတယ်။